ားလုံးမင်္ဂလာပါ channel ရဲ့နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Google ရဲ့ထွက်ရှိထားတဲ့ AI tools တွေတွေကနေပြီးတော့ update အနေနဲ့ထွက်ရှိလာတဲ့ AI model တခုအကြောင်းကိုမျှဝေသုံးပြပေးတော့မှာဖြစ်ပါတယ်ဒီ AI ကတကယ်ကိုစွမ်းဆောင်ရည်တွေကောင်းမွန်ပြီးတော့မိဆွေတို့အတွက်လည်းအသုံးဝင်စေမယ့် AI tool တခု ဖြစ်ပါတယ်အဲ့ဒါကတော့ Google ကထွက်ရှိထားတဲ့ Gemini 2.0 Flash Model အမျိုးအစားတွေကနေပြီးတော့နောက်ဆုံး update အနေနဲ့ထွက်ရှိလာတဲ့ Image Generation AI model ပဲဖြစ်ပါတယ်။မိတ်ဆွေရဲ့စိတ်ကူးလေးတွေက ပုံလေးတွေကိုစာသားလေးတွေရေးထည့်ပေးလိုက်တာနဲ့တကယ်ကို unlock ဆရာကောင်းတဲ့ပုံရိပ်တွေကိုဖန်တီးပေးနိုင်တဲ့အပြင်သူထုတ်ပေးလိုက်တဲ့ပုံလေးတွေကိုမကြိုက်သေးဘူးဆိုရင်လည်းပဲယခုလိုကိုယ်စိတ်ကြိုက်တဆင်ချင်းပြုပြင်ပြောင်းလဲခိုင်းလို့လည်းရပါတယ်။မင်းစွေအနေနဲ့ photo editing skill ကိုလုံးဝမသိသေးဘူးဆိုရင်တောင်မှ DEI tool ကိုအသုံးပြုပြီးတော့ပုံတွေကိုကိုယ်စိတ်ကြိုက်အနည်းနဲ့အများပြုပြင်ခိုင်းလို့ရပါတယ်။ကျွန်တော်အရင်တော့ကလည်း Gemini 2.0 Flash အသုံးပြုနေအကြောင်းဗီဒီယိုတွေကိုကျွန်တော်ရဲ့ channel မှာတင်ထားပေးတာရှိပါတယ်။ဒီဗီဒီယိုရဲ့ description မှာလည်း link ထည့်ပေးထားပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Gemini 2.0 Flash Model တွေကနေပြီးတော့အသစ်ထွက်လာတာလည်းမကြသေးဘူး။ Free နဲ့အသုံးပြုခွင့်ပေးထားတဲ့ Image Generation Model ကိုပဲအဓိကထားသုံးပြပေးသွားမှာဖြစ်ပါတယ်။ Gemini 2.0 Flash Experimental Image Generation Model ကိုအသုံးပြုပြီးတော့ပုံတွေဘယ်လိုမျိုးဖန်တီးလို့ရမလဲ။ နောက်ပြီးပုံတွေကိုဘယ်လိုမျိုးကိုစိတ်ကြိုက်ပြင်ဆင်လို့ရမလဲဆိုတာတွေကိုတဆင်ချင်းအသေးစိတ်လေးစမ်းသုံးပြပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ AI ကိုပုံတွေထုတ်ခိုင်းခြင်းနဲ့ပြီးရင်ကိုစိတ်ကြိုက်ပုံတွေကို AI ကိုပဲပြန်ပြီးတော့ပြင်ဆင်ခိုင်းခြင်းနဲ့အဲ့လိုမျိုးတွေဖန်တီးတတ်ခြင်းနဲ့ဆိုရင်တော့အခုဒီဗီဒီယိုလေးကိုစုံအောင်လိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ဒီ AI ကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ရဲ့ Google သို့မဟုတ် browser ကနေပြီးတော့ Google AI Studio ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ဒါဆိုရင်တော့အခုလိုမျိုး website ကိုမြင်တွေ့ရမှာဖြစ်ပါတယ် ai-studio.google.com ဆိုတဲ့ website ပါဒီ website ကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့အနေနဲ့ VPN လေးဖွင့်ထားပေးဖို့လိုအပ်ပါတယ်အသုံးပြုခွင့်ပေးထားတဲ့နိုင်ငံတွေထဲမှာကျွန်တော်တို့နိုင်ငံမပါဝင်တာကြောင့်မလို့ VPN လေးခံပြီးမှကျွန်တော်တို့အသုံးပြုလို့ရပါမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်အခုဒီ website လေးတွေကိုစပြီးတော့ဝင်ကြည့်လိုက်ပါမယ်ဒီမှာကတော့ကျွန်တော်ကအရင်ကလည်းဒီဟာကိုအသုံးပြုပြီးသားဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့အကောင့်လေးက auto ဝင်ထားတာကိုတွေ့ရပါလိမ့်မယ်အကိမေးဆွေအနေနဲ့ကအကောင့်လေးမဝင်ရသေးဘူးဆိုရင်ကျွန်တော်ဒီမှာ sign in ကိုတစ်ခါတည်းဝင်ပြီးတော့ကျွန်တော်တို့ရဲ့ Gmail အကောင့်လေးနဲ့အကောင့်လေးဝင်လိုက်လို့ရပါပြီအကောင့်လေးဝင်ပြီးသွားလို့ဒီနေရာကိုရောက်ပြီးဆိုရင် တော့ကျွန်တော်တို့ပထမဆုံး AI model ကိုရွေးပေးရမှာဖြစ်ပါတယ်။ AI model ကိုရွေးပေးဖို့အတွက်ကျွန်တော်တို့ဒီဘက်မှာမြင်နေရတဲ့ model ဆိုတဲ့နေရာလေးကိုကျွန်တော်ချက်သွားလိုက်ပါ။ကျွန်တော်တို့ဒီ box တဲကအများလေးကိုနှိပ်လိုက်တယ်ဆိုရင် Google ကထွက်ရှိထားတဲ့ AI model များစွာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီကမှကျွန်တော်တို့ဒီနေ့မှာတော့ image generation အသီးတန်းကိုသုံးပါဖြစ်တဲ့ကြောင့်မလို့အခုဒီမှာမြင်တွေ့နေရတဲ့ Gemini 2.0 Flash Image Generation Experimental ဆိုတဲ့ AI model ကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာအခု model လေးရွေးပေးလိုက်ပါပြီ။ဆိုတော့အဲ့လိုမျိုး AI model ရွေးပြီးသွားပြီဆိုရင်အခုဒီအောက်မှာ output format ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ချက်ရွေးပေးရမှာဖြစ်ပါတယ်အဲ့နေရာမှာဆိုရင် text ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က image and text ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ရွေးပေးလိုက်ပါ အကယ်၍ images and text ကို auto ပြောင်းသွားတယ်ဆိုရင်လည်းကျွန်တော်ပြောင်းပြီးတော့ပြန်ပြီးတော့ရွေးစရာမလိုတော့ပါဘူး okay ဒီလိုမျိုး AI model ကိုရွေးပြီးသွားပြီသူ့ရဲ့ output format ကိုလည်းရွေးပြီးသွားပြီဆိုရင်တော့ကိုဖန်တီးခြင်းနဲ့ပုံလေးတွေရဲ့ prompt ကိုရေးထည့်ပေးလိုက်လို့ရပါပြီဒီနေရာမှာတခုသတိထားရမှာကကျွန်တော် prompt ရေးထည့်တဲ့အခါမှာတိကျပြီးတော့အသေးစိတ်ကြတဲ့စကားလုံးတွေကိုရေးထည့်ပေးဖို့လိုအပ်ပါတယ်ဒါမှသာကျွန်တော်တို့လိုချင်တဲ့ပုံတွေကိုစိတ်ကျေနပ်အောင် AI ကလည်းဖန်တီးပေးနိုင်မှာဖြစ်ပါတယ်အခုကျွန်တော်ဒီမှာဒီအောက်က prompt ဆိုတဲ့နေရာမှာ prompt လေးတခု ရေးထည့်ပေးလိုက်ပါမယ်အခုဒီမှာဆိုရင်ကျွန်တော်က a dog sitting on a grassy field ဆိုပြီးတော့ခွေးတစ်ကောင်မျက်ခင်းပေါ်မှာထိုင်နေတဲ့ပုံလေးကိုကျွန်တော်သူ့ကိုထုတ်ခန်းကြည့်ပါမယ်။ဒါဆိုရင်တော့သူကအခုဒီဘက်မှာ second လေးတွေ counting လုပ်ပြီးတော့ကျွန်တော်တို့ပုံလေး generate လုပ်ပေးနေအောင်တွေ့ရပါလိမ့်မယ်။ โอเคအခုလိုမျိုး၁၁စက္ကန့်လောက်စောင့်ပြီးတဲ့နောက်ပိုင်းမှာတော့သူကနေပြီးတော့ပုံလေးတစ်ပုံကိုထုတ်ပေးလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီပုံလေးကိုကျွန်တော်က full image နဲ့ကြည့်ချင်တယ်ဆိုရင်အခုဒီမှာဆိုရင်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရေးထည့်ပေးလိုက်တဲ့ adot sitting on a grassy land ပေါ့နော်မြက်မြက်ခင်းပြင်ပေါ်မှာထိုင်နေတဲ့ခွေးတစ်ကောင်ဆိုပြီးတော့ရေးထည့်ပေးလိုက်တဲ့ပုံလေးကိုကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒီပုံလေးကိုကျွန်တော်တို့ကနေပြီးတော့ကြိုက်တယ်ဆိုရင်အခုဒီအောက်မှာ download ဆိုပြီးတော့ဆွဲလိုက်လို့ရပါတယ်ဒါဘဲကျွန်တော်တို့ကသဘောမကျသေးလို့ကျွန်တော်တို့ထပ်ပြီးတော့ပြင်ကျင်နေဆိုရင်လည်းပြင်လို့ရပါတယ်ဒီပုံကိုကျွန်တော်နေနောက်ထပ်ထပ်ပြီးတော့ editing လေးနည်းနည်းထပ်ပြီးတော့လုပ်ကြည့်ပါမယ်ဒါဆိုရင်ကျွန်တော်အခုဒီမှာဆိုရင်ဒီခွေးကိုပဲကျွန်တော်ဒီမှာ brown out တစ်ခုထပ်ပြီးတော့ရေးထည့်ပေးလိုက်ပါမယ်ကျွန်တော်အခုဒီမှာဆိုရင် wear sunglasses okay ဒီခွေးကိုပဲကျွန်တော်တို့က sunglasses မျက်မှန်လေးတက်ပေးပါဆိုပြီးတော့ကျွန်တော်ဒီမှာထပ်ပြီးတော့ခိုင်းကြည့်လိုက်ပါမယ် ။ Okay ဒါဆိုရင်တော့အခုဒီမှာအပေါ်ကသူထုတ်ပေးလိုက်တဲ့ခွေးကိုပဲ sunglasses လေးနေကမျက်မှန်လေးတက်ပေးလိုက်တဲ့ပုံလေးကိုကျွန်တော်တို့ရရှိလာပြီဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ brown လေးတွေရေးထည့်ပေးလိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့ပုံတွေကိုအခုလိုမျိုးအလွယ်တကူပဲဖန်တီးခန်းလို့ရမှာဖြစ်ပါတယ်။အခုဒီပုံမှာသူထုတ်ပေးထားတဲ့မျက်မှန်အရောင်ကိုကျွန်တော်ကမကြိုက်သေးဘူးဆိုရင်မျက်မှန်အရောင်ကိုကျွန်တော်အရောင်ချင်းခိုင်းပါမယ်။ဆိုတော့ကျွန်တော်အခုဒီမှာဆိုရင်ဒီနေကမျက်မှန်ရဲ့အရောင်ကိုအနီအောင်ပြောင်းပေးပါဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ခိုင်းကြည့်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်အခု second binding screen ခဏလေးစောင့်ပေးလိုက်ပါမယ်။ โอเคဒါဆိုရင်တော့အခုကျွန်တော်နောက်ထပ် prompt ရေးထည့်ပေးလိုက်တယ် sunglasses ကိုအနီအောင်လေးပြောင်းပေးပါဆိုပြီးတော့ခိုင်းလိုက်တဲ့အခါမှာအခုဒီမှာသူပြောင်းပေးတဲ့ဟာလေးကိုမြင်ရမှာဖြစ်ပါတယ်ဒီအပေါ်မှာတော့နေကာမျက်မှန်အယောင်ကအပြာ lens back ကိုသွားတဲ့အယောင်လေးကိုသူထုတ်ပေးထားတယ်ပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်မကြိုက်သေးဘူးဒီဟာကိုအနီအောင်ပြောင်းပေးပါဆိုတဲ့အခါမှာသူကနေပြီးတော့ sunglasses ကိုအနီအောင်ပြောင်းပေးတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ပထမဆုံးသူထုတ်ပေးလိုက်တဲ့ပုံလေးကနေပြီးတော့တဆင်ချင်းကျွန်တော်တို့လူချင်းတဲ့အရာတွေကိုစိတ်ကြိုက်ပြောင်းလဲခိုင်းလိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ photo editing ဘာမှမလိုပဲね Gemini 2.0 flash ရဲ့ image generation AI model ကိုသုံးပြီးတော့ပုံလေးကိုတဆင်ချင်းပြင်ခိ ိုင်းလိုက်တာဖြစ်ပါတယ်ကျွန်တော်ပြင်ခိုင်းတဲ့ပုံလေးကိုကျွန်တော်ရောက်ပြီဆိုတော့ဒီပုံလေးကိုကျွန်တော်ဒေါင်းလုဒ်ဆွဲလိုက်လို့ရပါတယ်ဆိုတော့ဒီမှာဆိုရင်ဒေါင်းလုဒ်စရာလေးကိုနှိပ်လိုက်ထားနေကျွန်တော် ready ကွန်ပျူတာထဲကိုစေပြီးသားဖြစ်သွားပါပြီ okay ဒါဆိုရင်ကျွန်တော်နောက်ထပ် prompt တစ်ခုနဲ့စမ်းကြည့်ပါမယ် Okay ဒီမှာဆိုရင်ကျွန်တော်ကနောက်ထပ်ဒီမြန်မာလို prompt တစ်ခုကိုရေးထည့်ပြီးတော့သူ့ကိုပုံထုတ်ခန်းကြည့်ပါမယ်။ပင်လယ်ကမ်းဆက်ရဲ့လှပတဲ့ညနေခင်းနေဝင်ချိန်ပုံထုတ်ပေးပါဆိုပြီးတော့ကျွန်တော်သူ့ကိုခန်းကြည့်လိုက်ပါမယ်။ဒါဆိုရင်တော့သူကပုံလေး generate လုပ်နေတာကိုကျွန်တော်တို့ခဏလေးစောင့်ပေးဖို့လိုအပ်ပါတယ်။ second ပိုင်းလေးစောင့်ပြီးတဲ့အခါမှာတော့ဒီပင်လကန်းဆက်ရဲ့လပတဲ့ညနေခင်းနေဝင်ချိန်ပုံလေးကိုထုတ်ပေးပါဆိုရက် prompt လေးကိုရေးထည့်ပေးလိုက်တဲ့ခါမှာသူကနေပြီးတော့ထုတ်ပေးတဲ့ပုံလေးပဲဖြစ်ပါတယ်။ Okay ဒီမှာဆိုရင်ကျွန်တော်တို့မြင်တွေ့နေရတယ်ကျွန်တော်ရေးထည့်ပေးလိုက်တဲ့ prompt အတိုင်းပဲပင်လကန်းဆက်မြင်ရတယ်ပြီးရင်ညနေခင်းနေဝင်ချိန်လေးကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်မြန်မာလိုရေးထည့်ပေးလိုက်တဲ့ prompt လေးကိုသူကနေပြီးတော့ပုံထုတ်ပေးတာဖြစ်ပါတယ်။ဒီပုံလေးကိုပဲကျွန်တော်ကနေပြီးတော့နောက်ထပ်ငှက်လေးတွေပြန်တန်းနေတဲ့ပုံထည့်ပေးပါဆိုပြီးတော့ကျွန်တော်ခိုင်းကြည့်ကြည့်ပါမယ်။ โอเคဒါဆိုရင်တော့ကျွန်တော်ထည့်ပေးလိုက်တဲ့ brown လေးကနေပြီးတော့ဓာတ်ပုံလေးထပ်ပြီးတော့ထပ်ထွက်လာပါပြီဒီမှာဆိုရင်အပေါ်မှာတော့ကျွန်တော်ဒီညနေခင်းနေဝင်စီးစားချိန်လေးကိုကျွန်တော်ထုတ်ခိုင်းလိုက်တယ်အခုဒီမှာဆိုရင်ငှက်လေးတွေပြန်တန်းနေအောင်ထပ်ထည့်ပေးပါဆိုတဲ့အခါမှာဒီကနေ့ပြီးတော့အခုလိုမျိုးပုံလေးကိုထပ်ပြီးတော့ပြင်ပေးလိုက်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ဒီသူ့ထုတ်ပေးလိုက်တဲ့ပုံလေးကိုရေးထည့်ပေးလိုက်တဲ့ brown လေးတွေအတိုင်းလိုက်ပြီးတော့ပြင်ပေးတာဖြစ်ပါတယ်ဒီနေရာမှာတခုတတိထားမိတာကပထမဆုံးဒီ english လို့ brown ရေးထည့်ပေးလိုက်တဲ့အခါမှာပုံကိုတခုနဲ့တခု changes လုပ်တာကအရင်ကြီးမကြပါဘဲအခုကျွန်တော်မြန်မာလို့ brown ရေးထည့်တဲ့အခါမှာ second က 10မိနစ်ကျော်ဒီမှာဗောနော second ဒီမှာ83စက္ကန့်ကြာတယ်ဒီမှာဆိုရင်85စက္ကန့်ထီအောင်ကြာတယ်ဗောနော်ဆိုတော့မြန်မာလိုပရောင့်ရေးထားတဲ့အခါမှာတော့သူရဲ့ generate လုပ်တာရဲ့ပြီးရင်ပုံတွေကိုပြန်ပြင်တဲ့အခါမှာ second ဘိုင်းတွေနည်းနည်းပို့ကြတာကိုကျွန်တော်ဒီမှာတွေ့ရှိရပါတယ်ကျွန်တော်ပထမဆုံးဒီ English လိုရေးထည့်ပေးလိုက်တဲ့ prompt တွေမှာဆိုရင်တော့ generate လုပ်တာလည်းမြန်တယ်ဒီမှာထည့်ပေးတဲ့တမှာအလုံးစုံကြာတာက90စက္ကန့်ပဲကြာတယ်ဗောနော်ဒီမှာဆိုရင်တော့အောက်ဘက်မှာ80နဲ့အထက်80အဲအဲ့လိုမျိုးတွေမြန်မာလိုရေးထည့်ပေးလိုက်တဲ့ prompt တွေမှာတော့နည်းနည်းပို့ကြတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဒါကြောင့်မလို့မိတ်ဆွေနေတဲ့ကတကယ်ပြီးအချင်းအရင်စောင့်ရတာမကြိုက်ဘူးဆိုရင်တော့ English လို prompt လေးရေးထည့်ပြီးတော့ပုံတွေကိုကိုစိ ိတ်ချပြင်ဆင်လို့ရပါတယ်ဒါကတော့ကျွန်တော်ဒီပင်လယ်ကမ်းစက်ရဲ့လှပတဲ့ ညနေခင်းနေဝင်ချိန်ပုံထုတ်ပေးပါဆိုရဲခိုင်းလိုက်တဲ့ပုံလေးဖြစ်ပါတယ်။အဲ့ဒီပုံလေးကိုပဲကျွန်တော်ကနေပြီးတော့ငှက်လေးတွေပြန်တန်းနေတဲ့ပုံအောင်ထပ်ထည့်ပေးပါဆိုပြီးတော့ဒါတော့ဒုတိယပြန်ပြင်ခိုင်းလိုက်တဲ့ပုံလေးပဲဖြစ်ပါတယ်။ကျွန်တော်ဒါကတော့ကျွန်တော်သူ့ကိုပုံထုတ်ခိုင်းတယ်ပြီးရင်ကျွန်တော်စိတ်ကြိုက်ပြန်ပြီးတော့လိုအပ်တာလေးပြန်ထည့်ပေးပါလို့သူ့ကို brown လေးရေးထည့်ပြီးတော့သူကနေထုတ်ပေးတဲ့ပုံလေးတွေပဲဖြစ်ပါတယ်။ဒီ AI ကအခုလိုမျိုးပုံတွေထုတ်ခိုင်းုံနေမှာပဲနဲ့ကျွန်တော်တို့စီမှာရှိပြီးသားပုံတွေကိုလည်းပြန်ပြင်ခိုင်းလို့ရပါသေးတယ်။ဥပမာကျွန်တော်ကအခုဒီမှာဆိုရင်ဒီ new chat ကိုခေါ်လိုက်ပြီးတော့အခုဒီမှာဆိုရင်ကျွန်တော်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ပုံလေးတစ်ပုံကိုကျွန်တော်ဒီမှာ upload လုပ်ပေးလိုက်ပါမယ်။အခုဒီမှာဆိုရင် upload image ပြီးနေလိုက်မယ်ပြီးရင်တော့ကျွန်တော် upload လုပ်မဲ့ပုံလေးကိုရွေးလိုက်ပါမယ်အဲ့ဒါပြီးရင်ကျွန်တော်ပြင်ချင်တဲ့ပုံစံအတိုင်းကျွန်တော်ဒီမှာ brown လေးရေးထည့်ပေးလိုက်ပါမယ် okay ဒီမှာဆိုရင်ကျွန်တော်တို့ပြော add brown chocolate liquid in the cup ဆိုပြီးတော့ခွက်ထဲကိုဒီ chocolate အရည်တွေထည့်ပေးပါဆိုပြီးတော့ကျွန်တော်ခန့်ကြည့်လိုက်ပါမယ်ဒါဆိုတော့ဒီကနေပြီးတော့ generate လုပ်ပြင်ရအောင်ကျွန်တော်တွေ့ရပါလိမ့်မယ်။ဒီအားကတော့ကျွန်တော်အခုဒီကျွန်တော်ရဲ့ laptop ထဲမှာရှိထားပြီးသားပုံလေးတစ်ပုံကို brown လေးရေးထည့်ပြီးတော့ကျွန်တော်ပြင်ခိုင်းကြည့်တာပါ။ Okay ကျွန်တော်အခုခဏလေးစောင့်ပေးလိုက်ပါမယ်။ စကန်ပိုင်းလေးစောင့်ပြီးတဲ့အခါမှာတော့ကျွန်တော်ထည့်ပေးလိုက်တဲ့ပုံလေးထဲမှာ chocolate liquid လေးတွေကိုထည့်ပေးထားပြီးတော့ကျွန်တော်ဒီမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ရေးထည့်ပေးလိုက်တဲ့ brown လေးအတိုင်း chocolate liquid ကိုထည့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့ laptop ထဲမှာရှိပြီးသားပုံကိုကျွန်တော်ကနေ upload လုပ်ပေးလိုက်တယ်။ပြီးရင်ဒီမှာ brown လေးတစ်ခုရေးထည့်ပေးလိုက်ပြီးတော့ပြန်ပြင်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။လိုမျိုးပဲကျွန်တော်အခုသူထုတ်ပေးလိုက်တဲ့ပုံလေးကိုပဲကျွန်တော်ထပ်ပြီးတော့ပြင်ခိုင်းကြည့်ပါမယ်။ထုတ်ပေးလိုက်တဲ့ပုံလေးကိုပဲ chocolate အရည်တွေကခွက်ပေါ်ကနေစီးကျနေတဲ့ပုံစံမျိုးထပ်ပြီးတော့လုပ်ပေးပါဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ခိုင်းကြည့်ပါမယ်။ အခုဒီမှာဆိုရင်တော့ကျွန်တော်နောက်ထပ်ထည့်ပေးလိုက်တဲ့ brown လေးကနေပြီးတော့ထုတ်ပေးထားတဲ့ပုံလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်နေပြီးတော့ဒီ chocolate အရည်တွေကခွက်ပေါ်ကနေစီးကျနေတဲ့ပုံစံလေးပြင်ပြင်ပေးပါလို့ပြောတဲ့ခါမှာအခုဒီလိုမျိုးပုံလေးထုတ်ပေးလာတာကိုတွေ့ရပါတယ်။ဒါတော့ကျွန်တော် laptop ထဲမှာရှိတဲ့အခုဒီပုံလေးကို upload လုပ်ပြီးတော့သူ့ကိုတဆင်ချင်းပြန်ပြီးတော့ပြင်ခိုင်းကြည့်တာပဲဖြစ်ပါတယ်။အဲ့လိုမျိုးပဲကျွန်တော်တို့နောက်ထပ်ပုံလေးကိုလည်းကျွန်တော်တို့စိတ်ကြိုက်အခုလိုမျိုးပြင်လို့ရပါသေးတယ်။ဥပမာကျွန်တော်ကနေပြီးတော့ AI နဲ့ generate လုပ်ထားတဲ့ဒီကောင်မလေးပုံကိုကျွန်တော်ထည့်ပေးလိုက်ပါမယ်။အဲ့ဒါကိုကျွန်တော်ကဒီမှာ brown လေးထည့်ပြီးတော့ကျွန်တော်လိုချင်တဲ့ပုံစံလေးတိုင်းပြောင်းခိုင်းကြည့်လိုက်ပါမယ်။ Okay ဒီမှာဆိုရင်ကျွန်တော်ထည့်ပေးလိုက်တဲ့ပုံလေးကနေပြီးတော့ကောင်မလေးရဲ့အဝတ်အစားကိုကျွန်တော်အယော ောင်လေးပြောင်းခန်းကြည့်ပါမယ်။ဒါဆိုရင်တော့သူဘယ်လိုမျိုးလေးပြောင်းပေးမလဲဆိုတာကိုကျွန်တော်ကြည့်ကြည့်အောင်ပါ။ဒီမှာဆိုရင်ကျွန်တော်ကနေပြီးတော့တန်းရောင်လေးပြောင်းပေးပါလို့ကျွန်တော်သူ့ကိုပြောလိုက်တယ်ပေါ့နော်။ Okay ။ဒါဆိုရင်သူကနေပြီးတော့ထုတ်ပေးမဲ့ပုံလေးကိုကျွန်တော်ချက်ဆောင်ကြည့်အောင်ပါ။ ဒါဆိုရင်တော့သူပြောင်းပေးတဲ့ပုံလေးကိုဒီမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကကျွန်တော်အခုဒီမှာကျွန်တော်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ပုံလေးကိုကျွန်တော်ဒီမှာထည့်ပေးလိုက်တယ်။ပြီးရင်သူ့ရဲ့အဖြူရောင် dress ကိုကျွန်တော်နေပြီးတော့ပန်းရောင်လေးပြောင်းပေးပါဆိုပြီးကျွန်တော်ပြောလိုက်။ဒါဆိုရင်တော့သူကနေပြီးတော့ပြန်ပြီးတော့ပြောင်းပေးတဲ့ပုံလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်သူထုတ်ပေးလိုက်တဲ့ပုံလေးကိုပဲကျွန်တော်နောက်တစ်ဆင့်ထပ်ပြီးတော့ပြင်ခိုင်းကြည့်ပါမယ်။ Wear black sunglasses ပေါ့နော်။အနေရောင်နေကမျက်မှန်လေးဝတ်ပေးပါဆိုပြီးတော့ crown တစ်ခုပေးပြီးတော့ပြင်ခိုင်းကြည့်ပါမယ်။ဆိုတော့ဘယ်လိုမျိုးပုံလေးထွက်လာမလဲဆိုတော့ကျွန်တော်ချက်ကြည့်ကြည့်အောင်ပါ။ Okay ဒါဆိုရင်တော့သူကနေပြီးတော့ကျွန်တော်ထည့်ပေးလိုက်တဲ့ brown အတိုင်းနောက်ထပ်ပုံလေးတစ်ပုံကိုထပ်ပြီးတော့ပြင်ပေးလိုက်ပါပြီ။ဒီမှာဆိုရင်အ net ရောင်ဒါနေကမျက်မှန်လေးတက်ပေးပါဆိုပြီးတော့ကျွန်တော် brown ထည့်ပေးလိုက်တဲ့အခါမှာသူကနေပြီးတော့ဒီပုံလေးကိုကျွန်တော်ထုတ်ပေးတော့တွေ့ရပါတယ်။ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးထည့်ပေးလိုက်တဲ့ပုံလေးကနေပြီးတော့အင်းကြီးအယောင်လေးပြောင်းခိုင်းတယ်။အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာမျက်မှန်လေးထပ်ပြီးတော့တက်ခိုင်းတယ်ပေါ့နော်။အဲ့လိုမျိုးပဲ mixer နေနေကခြိပြီးသားပုံလေးကိုစိတ်ကြိုက်ပြန်ပြင်ခြင်းနဲ့ဆိုရင်အခုဒီမှာ upload လုပ်ပြီးတော့ brown လေးရေးထည့်ပြီးတော့ပြင်ခိုင်းလို့ရပါတယ်။ဒီလိုမျိုးပဲနောက်ထပ်ကိုစိတ်ကြိုက်ဖန်တီးခြင်းတဲ့ပုံလေးသို့မဟုတ်ကိုထဲမှာရှိထားပြီးသားပုံလေးကိုပြန်ပြင်ခြင်းနဲ့ဆိုရင်ဒီ AI မှာ upload လုပ်ပြီးတော့ကျွန်တော်တို့ပြန်ပြင်လို့ရပါတယ်။ โอเคဒါကတော့ Gemini 2.0 Flash Image Generation Experimental Model ရဲ့လုံဆောင်နိုင်စွမ်းတွေကိုတုံးပြပေးခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပဲ Mistro အနေနဲ့ကိုကိုတိုင်းပုံလေးတွေဖန်တီးခြင်းနဲ့တော့မဟုတ်ကိုမှရှိပြီးသားပုံလေးတွေကိုပြန်ပြင်ခြင်းနဲ့ဆိုရင်အခုကျွန်တော်ဒီပြပြပေးထားတဲ့ AI Model ကိုတုံးပြီးတော့ပြုပြင်ပြောင်းလဲလို့ရပါတယ်โอเคပါဒီနေ့ဗီဒီယိုလေးကအလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်နောက်ထပ်လည်းအလုံးအတွက်အကျိုးရှိစေမယ့်ဗီဒီယိုတွေကိုရှာဖွေမျှဝေပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်းတွေ့ပါမယ်